ုံးမေး250မှာတဲ့ကွင်ကနေအဝါ3စားနဲ့ထွက်ထားတယ်ဒိုင်အုပ်မာကအဝါ3စားရဲ့အနီးရဲ့အစင်းရဲ့ဆရာတဲ့ဒိုင်အုပ်ကဝယ်ရခက်နေလို့ဘယ်လိုပြန်စင်သုံးရင်အဆင်ပြေနိုင်မလဲဆရာတဲ့โอเคမေးတဲ့မေးခွန်းနဲ့မှာအဖြေတော့ပါပြီးသားပဲเนาะအဆင်ပြေဆုံးကတော့အဝါသုံးပင်ပါတဲ့ခုနကဒိုင်အုပ်ဝယ်သုံးမှာအဆင်ပြေဆုံးပဲဒါပေမဲ့လောလောလတ်လတ်ဒိုင်အုပ်ကလည်းဝယ်ရခက်နေတယ် အဲဒုတိယ second နီလာနဲ့ဘယ်လိုသုံးလို့ရမလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်လေးမြတ်ဖို့ပြီးမယ်အဲလုံးဝအတိုင်းဝယ်မရနဲ့ဆိုင်တော့သုံးလို့ရတယ်ပေါ့ဗျာဘယ်လိုသုံးလို့ရမလဲဆိုတော့အခုဒီမှာကအဲမိတို့ကဖူးဝေးတော့ဖူးဝေးပဲအဝါသုံးမင်ဆိုတော့သတိဖေးဖူးဝေးလို့ကျွန်တော်ဒါခေါ်ပါတယ်အဝါသုံးမင်ညီသူမြတ်လို့ထွက်တဲ့မိတို့ပေါ့နော်တိုင်းဟုတ်ကလည်းဝါသုံးမင်နဲ့လက်ခံပြီးတော့အဲမိတို့ကလာတဲ့ဟာတွေကိုယူပြီးတော့မှ အဲဘက်ထရီကိုချာကျင်သွင်းမိမှာအခုလောလောဆယ်ပြဿနာဖြစ်နေတာအဲဝါသုံးမိပါတဲ့တန်ဟုတ်ကဝေရအခက်ခဲဖြစ်နေတဲ့ဘောပေါ့နော်အဲ့တော့ဘလို့သုံးလို့ရလဲဆိုတော့ကျွန်တော်တို့လည်းဟိုးရှေးပဝင်တဲ့ဒီကကျွန်တော်ပစ္စည်းပြက်လိုက်တဲ့ခါမှာတုံးမှုပါတယ်အဲ့ဒါလေးကိုမျှဝေပေးပါမယ်နော်ဘလို့သုံးလို့ရလဲဆိုတော့ဝါသုံးမိကဖူးဝေးမှန်တဲ့တတိဖေးပေါ့နော်အဲ့တော့အခုဝါသုံးမိတိုင်းဝေလို့မရဘူးအဲ့တော့ဟုတ်ပြီကျွန်တော်1 2 5မှာသုံးတယ်1 2 5တိုင်းဝါနှစ်ပင် ဲဂျိုးနဲ့ပဲဖြစ်ဖြစ်ဆော့ကက်နဲ့ပဲဖြစ်ဖြစ်တုံးလို့ရတယ်။သူကလည်းဖူးဝေးပဲဒါပေမဲ့သူကအဲနှစ်ဂျိုးပဲပါတယ်ပေါ့နော်ဝါနှပင်ပဲပါတယ်။အဲ့ဒီဟာနဲ့တုံးလို့ရပါတယ်။ကျွန်တော်ဂျိုးနဲ့တိုင်အောင်ရှိလဲရတယ်ဝါနှပင်နဲ့ဝါနဲ့ လိမ်မော်နဲ့ထားပါတော့ဝါနဲ့ပန်းအောင်နဲ့လာပါတယ်နော်ဝါနှပင်ဝါဖြူလည်းလာတယ်ကျိုးနဲ့တိုင်အောင်အကြီးဆိုရင်တော့ तू ကဖူးဝေးပါပဲနော်အဲဝါနှပင်တိုင်အောင်ဆိုရင်တော့ကိုအဆင်ပြေမယ်1 2ပတ်တိုင်အောင်ဆိုရင်လည်းအမျိုးအစားကောင်းတာ30ကျင်နေ तू ကသတိပေးဖြစ်တော့တယ်မီတာအားကောင်းတယ်တိုင်အောင်ကမျိုးအစားကောင်းမှအဆင်ပြေမယ်မဟုတ်ရင်တော့ဘက်ထရီတွေပါလေဖောင်းနိုင်တယ်တိုင်အောင်မကောင်းဘူးပေါ့နော်အဲ့တော့ကမ်ဘူ original တိုင်အောင်ဝယ်လို့ရရင်ဝယ်1 2ပတ်တိုင်အောင်ပေါ့နော်သူ့ကိုဝါနှပင်မဲ့တုံးမယ် အနီသုံးမယ်အစိမ့်သုံးမယ်ပေါ့လေးပင်ပါတော့လုပ်ပတ်တယ်ပေါ့နော်ကျိုးတိုင်အုပ်တွေလည်းလေးပင်ပါအရှိမယ်ငါးပင်ပါလည်းရှိမယ်အနက်ပါရှိသေးအနက်ကတော့ကျွန်တော်တို့ကတော့ဖွင့်ပေါင်း join တာဒါကတော့ပါရဲဟာ join မပါရင်လည်းမ join လို့ရတယ်နော်အဲ့တော့တော့ဖွင့်ပေါင်းပါတဲ့အဲတိုင်အုပ်ကိုထည့်မယ်အနက်ပါတိုင်အုပ်ကိုထည့်မယ်အဲဆိုင်ကယ်မှာကသုံးမိမှာကအနက်မပါဘူးဆိုတော့အဲ့ဒီအနက်ကိုအနီနဲ့ပေါင်းထည့်ရပါလိမ့်မယ်အဲ့လိုမပါဘူးဆိုတော့ကျိုးတိုင်အုပ်တွေကခြာကျင်ထိမ့်ပေးတာမျိုးမလုပ်နိုင်ပါဘူးနော်အဲ့တော့ကျွန်တော်တို့အခုဒါဆိုရင်ဘွာသုံးပင်ကိုကျွန်တော်တို့ကတစကိုဖယ်ထားလိုက်မယ်ဝါနစနဲ့ ဝန်ဒူဘတ်တန်ကိုထည့်လိုက်ပါဒါဆိုကျွန်တော်တို့မီရိုကထွက်လာမယ်ဝါ3စားဟာနှစ်စားကအလုံးလို့ပြီးတော့အဲချာဂျင်သွင်းပြီးလို့ရပါတယ်တစားကတော့ကျွန်တော်လွတ်နေမှာတိတ်ပတ်ထားမှာပေါ့နော်အဲ့တော့ချာဂျင်တော့နည်းနည်းတော့အဝင်ရော့သွားပါလိမ့်မယ်ကျွန်တော်ချာဂျင်တဘောပါဗျာ3ချိုးပေါင်းလို့ကျွန်တော်ကနော်15ဘုတ်ဝင်နေဆိုရင်2ချိုးနေဆိုရင်10ဘုတ်လောက်ပဲဝင်ပါလိမ့်မယ်ဒါကနားလေအောင်ရေပူရပြောပြနော်ချာဂျင်တော့လောက်ပါတယ် လောက်ကိုလောက်တယ်ကျွန်တော်တို့သုံးမှုပါလေကျွန်တော်ကိုယ်တိုင်လည်းထည့်ဆန်းမှုတယ်အဲ့တော့ဟွန်နီဘတ်တိုင်ဟုတ်ပဲဖြစ်ဖြစ်ဝါနပင်ဘားတိုင်ဟုတ်ပဲဖြစ်ဖြစ်ဖူးဝေးကိုကျွန်တော်ဝါနပင်နဲ့ယူသုံးမှာဒါဆိုရင်သုံးလို့ရပါတယ်ဒါပေမဲ့တကယ်ရေရှည်ကောင်းမှုတို့ဆိုခုနကသူ original နဲ့တူတဲ့ဂျိုးသုံးဝါသုံးမြင်ပါတဲ့တိုင်ကိုတော့မှားထားပါဝယ်ထည့်ပါဒါကကျွန်တော်တို့ကအဲယာယီသုံးတဲ့အခါမှာသုံးလို့ရပါတယ်အဆင်ပြေပါတယ်ရေရှည်လည်းသုံးမယ်ဆိုလို့ရတာချာချင်းနေတာပဲရှိတယ်ဒါပေမဲ့မိတို့ကတော့တကယ်လွတ်နေမှာ